စကော့ဖီကအယူစီမှာသူဟာအခန်းပေါ်ဟောင်းပါလို့သွားပြောနေပါတယ်။အဲ့ဒီယူကစကော့ဖီသူ့ရဲ့သွားတိုက်စီခိုးခဲ့တာကလွယ်ပြီးဘာမှမမှတ်မိတော့ပါဘူး။သူနာပြူကသူ့ကိုဆေးလာတိုက်ပါတယ်။အဲ့ဒီအယူကဆေးကိုအငဲမရတောက်လိုက်ပါတယ်။စကော့ဖီကိုဆေးတောက်ခိုင်းတဲ့အခါသူကမတောက်ဘူးလို့ညင်းလိုက်ပါတယ်။သူနာပြူကလည်းသူ့တွဲဖက်ကိုခေါ်လိုက်ပါတယ်။ ောက်တစ်ခန်းမှာတော့ Scoffy တို့အချုပ်ခန်းထဲမှာလူလွတ်နေတာကိုတွေ့ရမှာပါ။အကြောင်းက Screen ကလည်းတိုက်ပိတ်ခံထားရတော့မလို့ပါ။အချုပ်ခန်းစာ Giri က Bullet ကိုသူတီခန်းကိုလေးလံတင်မယ်လို့ပြောလိုက်ပါတယ်။အကျဉ်းသားတယောက်ကထောင်စောက် Giri စီမှာ Scoffy ရဲ့အခန်းကိုဒေါ်လာ200ဈေးခေါ်လာပါတယ်။ Giri ကလက်ခံလိုက်တယ်။အကျဉ်းသားကဒီအခက်ရဲ့လက်စည်းကံယူနေတယ်လို့ပြောလိုက်တော့ဂီရီကလည်း24နာရီတွင်ပြင်ပေးမယ်လို့ပြောလိုက်ပါတယ် ထိဘက်ကကြားသွားပြီးတော့လေလံသွားဆွဲတော့ဂီရီကရောင်းထွက်သွားပြီလို့ပြောလာပါတယ်။သူနာပြူရဲ့လက်ထောက်ကအတင်းတောက်ခိုင်းတာကြောင့်စကော်ဖီဆေးတောက်လိုက်ရပါတယ်။သူနာပြူတွေထွက်သွားတော့စကိုဖီကအဆေးကိုထွေးထုတ်လိုက်ပါတယ်။စကိုဖီကအယူစီကိုသွားပြီးတော့သွားတိုက်စီအကြောင်းကိုပြောနေပါတယ်။အယူဟာဆေးတောက်ပြီးတော့ယောဂါပြန်ထလာပါပြီ ဒီဘက်ကငါတို့တော့ပြဿနာတက်ပြီလို့ပြောလိုက်ပါတယ်။အเจ้าကတစုံတစ်ယောက်ကစကော့ဖီရဲ့အခန်းကိုယူတော့မယ်တဲ့။သူတို့တွေဟာစကော့ဖီရဲ့အခန်းကိုပြောင်းဖို့သဘောတူလိုက်ကြပါတယ်။ Franklin ကစကော့ဖီရဲ့အခန်းကိုဒေါ်လာ900ပေးမယ်လို့ Gary ကိုပြောတော့သူကပတ်စံအရင်ယူလာခဲ့လို့ပြောလိုက်ပါတယ်။ Franklin ကခဏပဲဆောင်းလို့ပြန်ပြောလိုက်ပါတယ်။စိတ်ကိုဆောင်မှာစကော့ဖီကအယူးကိုရေချိုးခန်းထဲခေါ်သွားပါတယ်စကော့ဖီကမင်းရဲ့သွားမှာတခုခုကတ်နေရဲဆိုပြီးတော့အယူးရဲ့ပစံထဲကိုဆေးတွေပြန်အံထွက်တဲ့အထိထိုးထည့်လိုက်ပါတယ် ိုက်ပိတ်ဆောင်မှာရှိနေတဲ့ Baros က LG ကိုထောက်မှထိမ့်သိမ်းထားလိုက်ပြီးဆိုတဲ့သတင်းရသွားပါတယ်။ Baros က LG ကိုဖုန်းခေါ်တော့သူ့အမေအတွက်ကလစားပြန်ချေချင်တာကြောင့်အပြစ်ရှိတယ်လို့လုံးဝမခံစားရဘူးလို့ခေါင်းဝါမာနဲ့ပြန်ဖြေလိုက်ပါတယ်။ Baros က Veronica စီမသူ့သားကိုဆုံးမချင်လို့ထောက်မှတွေ့ချင်ကြောင်ပြောလိုက်ပါတယ်။အေဂျင့်ကလာမန်ကိုစမန်တာကလန်ဒဝတ်မှာတားလိုက်ပါတယ် အကြောင်းကသူဟာဘာရိုဆက်သားရဲ့အမှုမှာမျက်မြင်သက်သေဖြစ်သွားလို့ပါ။ကာလာမန်ကိုတောင်ဝင်းကဆိုင်းငံ့လိုက်ပြီးတော့အခုတော့သူဟာဒုသမရအတွက်မလိုအပ်တော့ပါဘူး။စိတ်ကိုဆောင်မှာအယူကစကော့ဖီကိုအဲ့ဒါကလမ်းကြောင်းတွေပဲလို့ပြောလိုက်တော့စကော့ဖီကဟုတ်တယ်လို့ပြန်ဖြေလိုက်ပါတယ်။ကြည်ရတာအယူကသူ့မျက်ညံတွေကိုပြန်ရသွားတဲ့ပုံမှာပဲ Franklin ကသူ့လူတွေကိုတခြားထောင်သားတွေစီအကျွေးသွားထောင်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ Franklin ကအခုလူဖြူတွေဖြစ်တဲ့ Tibet နဲ့ Scoville တို့နဲ့ပေါင်းနေလို့သူ့လူတွေကသူ့စကားကိုနားမထောင်တော့ပါဘူး။ Franklin ကလက်မခံမဲနဲ့သူ့တငယ်ချင်းကိုပြန်ထိုးလိုက်တော့လူမဲအုပ်စုကသူ့ကိုဝိုင်းတီးကြပါတော့တယ်။ကြည်ရတာအယူကဆေးတောက်ဟန်ဆောင်ပြီးတော့နောက်ခွေးခန်းမှာပြန်အန်ထုတ်နေပါတယ်။အယူကစကော်ဖီပြောသလိုပဲဒီဆေးကငါ့ကိုယူအောင်လုပ်တာလို့ပြောလိုက်ပါတယ်။ တရရုံးကဒါကငရဲကိုသွားတဲ့လမ်းလေငါမတ်မိတာပေါ့လို့ပြောလိုက်ပါတယ်ဝါရိတ်ခံလိုက်ရတဲ့ Franklin ကနောက်ထပ်နီးလန်းကိုကျန်နေရပါပြီ။ဒီဘက်ကဒီတိုင်းလောင်းကစားလုပ်လိုက်ပါလားလို့ပြောလိုက်တယ်။ Franklin ကငါကဖဲရိုက်တာမကျွမ်းဘူးလို့ပြောတော့ဒီဘက်ကသူကူညီပေးမယ်တဲ့။ဒါပေမဲ့ပြဿနာကသူတို့မှအရင်နီးလုံးနေတာပါ။ ။ TV ခူပါက Scoffy ရဲ့အခန်းကိုဝင်လာပြီးတော့သူ့စာအုပ်ကိုပြန်ယူသွားပါတယ်။တခါတော့ကသူကစပေးညှတ်ထားတဲ့စာအုပ်ကို Scoffy ကိုပေးခဲ့ပူပါတယ်။သူကဒီဘက်ကိုအဲဒီပတ်စံနဲ့သွားလောက်မှုပေးလိုက်ပါတယ်။စကော့ဖီကအင်ကြီးချွတ်လိုက်ပြီးတော့အယူကိုစာရွက်နဲ့ပုံပြီးပေးပြီးတော့သူ့ရဲ့ပြတ်သွားတဲ့တတူးပုံကိုဆွဲခိုင်းလိုက်ပါတယ်။ ရုတ်တရက် Sanchez ကသူတို့အခန်းရှိကိုဖျက်လာပါတယ်။ Scoffy ကငါအဆင်ပြေရဲ့ငါခုကောလတ်ဖြစ်နေတယ်လို့ Morari ကိုပြောပြပါလို့ Sanchez ကိုပြောခိုင်းလိုက်ပါတယ်။ပြီးတော့သူအခန်းထဲကိုပြန်ဝင်သွားပါတယ်။ Sanchez က Scoffy ကြောကအနာကိုကြည့်လိုက်တော့သူ့စီကနေငါခဲ့တဲ့အဆောက်ရဲ့ uniform ကအပေါင်းနဲ့တထေရာရဲဖြစ်နေတာကိုရိပ်မိသွားပါတယ်။သူပြန်ထွက်သွားပါပြီ။လျှက်စစ်ပစ္စည်းဆိုင်မှာနေကသူ့ရဲ့လူတယောက်ကိုတွေ့နေပါတယ်။သူ့ရဲ့တွက်ဖက်ကမင်းဘသူအတွက်လုံနေရလဲလို့တတိပေးလိုက်ပြီးတော့ Veronica ကိုတေချာစောင့်ကြည့်ခိုင်းနေပါတယ်။ ကြည်ရတာနေကဘာရိုနီကာကိုတစ်ချိန်လုံးကိုညီနေခဲ့တာအကြောင်းတစ်ခုခုရှိနေပါပြီ။သူပါဆက်လက်အောင်ပါလေ။စိတ်ကူးသားဆောင်မှာငိုင်နေတဲ့အယူကိုစကူဖီကဆေးရံဖို့ခေါ်ထုတ်လိုက်ပါတယ်။ဒါပေမဲ့အထက်ရောက်တော့အယူကလုံးဝအကောင့်တန်းပြန်ဖြစ်သွားပြီးတော့စကူဖီကိုချိန်ချောင်းနေပါတယ်။အဲဒီအယူကဒီတက်တူးကသူထောင်ဖောက်မဲ့အကြံမ်းတီသွားပါပြီ။အကယ်လို့စကူဖီကသူ့ကိုလျှို့ဝှက်ချက်တွေမပြောပြရင်စာရွက်ဖျက်ပြစ်လိုက်မယ်လို့ချိန်ချောင်းလိုက်ပါတယ်။ Boss Coffee လက်ရှင်းပြပြီးတော့ထွက်ပြေးရင်းနဲ့သူ့ကိုပါခေါ်သွားပါမယ်လို့ဂရီပေးလိုက်ရပါတယ်။အဲဒီခါကျမှ Scoffee ကိုဆောင်ရွက်ပေးလိုက်ပါတယ်။ Veronica ကအိမ်ပြန်ရောက်လာပြီးတော့အာသွင်းကျိုးဝင်ခဲ့လားလို့မေးလိုက်ပါတယ်။ Veronica ကဘာလို့အာမသွင်းလဲလို့မေးလိုက်ပါတယ်။ကဲဖုန်းပြန်ပွင့်သွားပါပြီ။ဖုန်းထဲမှာနံပါတ်ပေါင်း322ခုတောင်ရှိနေပါတယ်။ထောင်ရဲ့နောက်ပေါက်ခံမှာအဆောင်ကလောင်းကစားလုပ်ဖို့လူစုလိုက်ပါတယ်။ဖရန်ကလင်လည်းအဲဒီနေရာမှာဆော့ဖို့ရောက်နေပါတယ်။ မတ်ကစားဘောကကွင်းသုံးလုံးနဲ့ဖဲနိုင်တော့မှာပါ။ဒါပေမဲ့အရှုံးမပေးခြင်းနဲ့ Franklin က full house ထုတ်လိုက်ပြီးတော့တချီတည်းနိုင်သွားပါတယ်။နောက်တစ်ချီမှာတော့ Franklin ကတ်နဲ့ဆားပါပါ။ကြည့်ရတာသူတို့အခွက်ချထားပုံရပြီးတော့တကက်ပဲဝေဖို့ကြံမာတော့တယ်။ဒါပေမဲ့ကန်ဆိုးခြင်းတော့သူကကတ်ကိုမတော်တဆလှမ်းမိလိုက်ပါတယ်အဲ့ဒါကိုကစားဝဲမှာခွင့်မပြုပါဘူးတီဘက်ကိုဖဲကိုပြန်စီခိုင်းလိုက်ပြီးတော့ဝေခိုင်းလိုက်တော့ဖဲချက်မကောင်းတော့ပါဘူး ပြိုင်ဘက်ကလောင်းကြီးကုန်ထုတ်တော့ Franklin ကလည်းငွေလိုနေသေးရင်ချီးပေးရမလားလို့ရန်စားလိုက်တဲ့အခါသူ့ပြိုင်ဘက်ကတင်းသွားပြီးပွဲကထွက်သွားပါတယ်ဖရန်ကလင်ပတ်စံရသွားပါပြီ။ဖောက်ကဘာရိုစီကိုရောက်လာပြီးတော့မင်းရဲ့သားနဲ့တနားီတွေးခွင့်ရတယ်လို့ပြောလိုက်ပါတယ်။ဒါဟာအရန်ကိုထူးဆန်းပြီးမဖြစ်နိုင်တဲ့အရာပဲ။ကြည်ရတာမင်းမှာရှိနေကောင်းရှိနေပုံရတယ်လို့ပြောလိုက်ပါတယ်။ ူးကထွက်ပြေးဖို့စူးစမ်းပေမဲ့ကျင်းဆက်နဲ့အတိုခံလိုက်ရပါတယ်ဆန်ရသွားတဲ့ Franklin က Scopy ရဲ့အခန်းကိုရအောင် Gary C မှဒေါ်လာ900ချက်ချင်းသွားပေးလိုက်ပါတယ် ဒါပေမဲ့ Gary ကညစ်ပြီးဒေါ်လာ900အထိတင်လိုက်ပါတယ်။ Franklin က DB Cooper ရဲ့နိုင်ရီကိုပေးဖို့လုပ်တော့ Gary ကလူတစ်ယောက်ကဒေါ်လာ900ပေးဝယ်သွားပြီလို့ပြောပြီးပတ်စံကိုညစ်ယူသွားပါတယ်။ တက်တူးပုံရသွားတဲ့စကော့ဖီကနေကောင်းသွားပြီဆိုပြီးတော့ဒေါက်တာဆာရာကိုပြောလိုက်ပါတယ်ဒေါက်တာဆာရာကရှင်နေပြန်ကောင်းရင်ဒီကနေထွက်လို့ရတယ်ဆိုပေမဲ့ရှင်ကိုဘသူကနာကြောင်လောက်ခံလဲဆိုတာကိုမပြောပြရင်တိုက်ပိတ်ခံရအောင်ပါပဲတဲ့ ဆန်ချက်စ်ကတိုက်ပိတ်တဲ့အခန်းကိုရောက်လာပြီးတော့စကော့ဖီရဲ့စကားကိုတစ်ဆင့်ပြန်ပြောပေးလိုက်ပါတယ်။စုဂရေးကငါအပေါက်ကိုပိတ်ပြီးပြီဆိုတော့သူ့ကိုပြန်ပြောပေးလို့အကြောင်းပြန်လိုက်ပါတယ်။ဘာရော့စ်ကဆန်ချက်စ်ကိုဖုန်းခေါ်လိုက်ပြီးတော့တခုခုပြောနေပါတယ်။အဲဒီနောက်တော့ဆန်ချက်စ်ကထောင်ပေါင်းမဲ့အဖွဲ့အစည်းကိုရောက်လာပြီးတော့ဘာရော့စ်ကသူ့ကိုအဖွဲ့ထဲခေါ်လိုက်ပြီးလို့ပြောပြလိုက်ပါတယ်။သူတို့အဖွဲ့ကစိတ်ပြတ်သွားပေမဲ့ရွေးချယ်စရာမရှိတော့ဆန်ချက်စ်ရဲ့အကြံကိုနားထောင်လိုက်ရပါပြီ Sanchez ကအင်ဂျီတထဲကိုမီးမှုတိုက်နေပါတယ်။အဲ့ဒီအင်ဂျီကိုအခုထောင်မှာပစ္စည်းအသေးပို့လုပ်နေတဲ့ DB Cooper ကယူသွားပြီးတော့ဂိုဒေါင်ထဲကိုဝင်သွားပါတယ်။ဖောက်က Scoffy ရဲ့အခြေအနေကိုသိရဖို့စိတ်ကူတစားမှုရောက်လာပြီးတော့ဘသူလောက်ခဲ့တာလဲလို့မေးနေပါတယ်။ဖောက်က Scoffy ကိုမင်းကိုဘာမှဖြစ်စေရဘူးစိတ်ချလို့ပြောလိုက်တော့ Scoffy ကသူ့ကို Gary နှိပ်စက်ခဲ့တာလို့ပြောလိုက်ပါတယ်။ပြီးတော့သူကထောင်သားတွေစီကလည်းငွေညှစ်ယူသေးတယ်တဲ့။ အဆောင်တွေကဖောက်ပြောက်လာတာကိုအံ့ဩတော့ပါတယ်။ဖောက်ကဂရီယက်လောကအခန်းကိုဖွင့်ပြီးတော့ပစ္စည်းတွေကိုရှာလိုက်ပါတယ်။ကဲအဲ့ဒီမှာတော့ထောင်သားတွေရဲ့ပစ္စည်းတွေကိုတွေ့သွားပါတယ်။ဖောက်ကမီးလောင်ထားတဲ့ယူနီဖောင်းကိုပါထပ်တွေ့သွားပါတယ်။ဂရီကိုအဲ့ဒီနေ့မှာပဲအလုပ်ထုတ်လိုက်ပါပြီ။ဂရီကဘယ်လစ်ကိုမင်းလဲငါလိုပါပဲလို့ပြောလိုက်တယ်။ဘယ်လစ်ကငါကမင်းလိုအမိမခံရဘူးလို့ပြန်ပြောလိုက်ပါတယ်။ ီအခန်းမှာဘာရိုစ်ကိုသူ့ရဲ့သား LG နဲ့တွေ့ဖို့လွှတ်လိုက်ပါပြီ။နီကာဘာရိုနီကာကိုစောင့်ကြည့်နေပြီးတော့သတင်းပြန်ပို့နေပါတယ်။တရင်ကောင်ကတော့စကော့ဖီသူ့အခန်းကိုပြန်ရောက်လာပြီးတော့ဒီဗီကူပါရဲ့နာယီကိုပြန်ပေးလိုက်ပါတယ်။ တဝက်မှာဘာရိုစ်တို့ထောင်ကားကိုထရက်ကားနဲ့တိုက်ခတ်လိုက်ရပါတယ်။ဒီဆောင်ရင်ခန်းမှာတော့သူ့သားစီကိုတော့တဲ့လမ်းမှာဘာရိုစ်တို့ကားတိုက်ခတ်လိုက်ရပါပြီ။ဘာရိုစ်လဲကြသွားပြီးတော့သတိလစ်သွားပါတယ်။မကြာခင်မှာသူသတိပြန်လည်လာပြီးတော့လူတယောက်ရောက်လာပါတယ်။အဲဒီလူကဒီကားတိုက်မှုကိုဖြစ်စေခဲ့တဲ့အေဂျင့်ခလာမန်ဖြစ်နေတာပါ။ဘာရိုစ်အသက်ရှိနေတော့မယ်ဆိုတာကိုတွေ့သွားတော့သူ့ကိုတတ်ဖို့စူးစမ်းနေပါပြီ။ ဖြစ်ချင်တော့ကာဒစီကကူညီဖို့ရောက်လာပါပြီ။အုတ်ထုံးတဲ့လူကထွက်လာပါတယ်။ခဲလာမန်းကခဏရပ်လိုက်ပါတယ်။ရုတ်တရက်မှာအန်လူကခဲလာမန်းကိုသတိလွတ်သွားတဲ့အထိရိုက်ပစ်လိုက်ပါတယ်။စုဂရီလည်းတိုက်ပိတ်ဆောင်ကနေပြန်ထွက်လာပါပြီ။ထားပေါက်မဲ့အဖွဲတွေကသူတို့ရဲ့နောက်ထပ်အကြံကိုဆွေးနွေးနေကြပါတယ်။စကော့ဖီကငါတို့တွေစေယုံကစေငန်းကနေထွက်ပြေးကြမယ်လို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ပြဿနာတစ်ခုကြံနေပါသေးတယ်။အဲ့ဒါကအခန်းလေးကိုဝင်မဲ့တော့လိုနေတာပါ။အဲ့ဒီမှာစကော့ဖီကသူ့ကြံလိုက်မယ်လို့ပြောလိုက်ပါတယ်။ကားတစ်စီးရောက်လာပါပြီကားထဲကနေစပင်းပုံစံအသက်နဲ့အဲဘူစီထွက်လာတာကိုတွေ့ရတော့သူတို့အန်အောကုန်ကြပါတယ် ။ထမင်းစားဆောင်မှာစကိုပီးကအက်ရူစီစီကိုရောက်လာပါတယ်။ကြည့်ရတာအက်ရူစီတယောက်ပြောင်းလဲသွားပါပြီ။သူကဘာသာရေးကန့်ရှိုင်းလာပြီးတော့စကိုပီးကိုပါဆူတောင်းဖို့ဖိတ်နေပါတယ်။တစ်ဖက်မှာတော့ဒီဘက်ကအက်ရူစီကိုတတ်ဖို့ကြံနေပါပြီ။ရုံးငန်းထဲမှာတော့ဘဲလစ်ကဘာရိုစီရဲ့ကတိုက်ခံရလို့အဆောင်နှစ်ယောက်တည်ပြီးတော့တယောက်ကဆူရင်ရတယ်။ဘာရိုစ်လည်းကြောက်နေပြီလို့ထင်ပြနေပါတယ်။ဖောက်ကဘာရိုစ်ကိုချက်ချင်းရှာခိုင်းနေပါပြီ။ ောက်ထုံးတဲ့လူကဘာရိုစ်ကိုကားကိုယ်တော်ကိုခေါ်သွားပြီးတော့ကားထဲကနေဆွဲထုတ်လိုက်ပါတယ်။တိုက်ခန်းထဲမှာတော့ Nick နဲ့ Veronica တို့က AJ ခရဲ့ဖုန်းခေါ်ဆိုမှတ်တမ်းကိုတွေ့သွားပါပြီ။အဝင်ကောင်းနဲ့အထွက်ကောတွေအများကြီးရှိနေပါတယ်။အဲ့ဒီတော့ Nick ကငါတို့လိုချင်တဲ့အချက်လက်တွေကိုရဖို့မလွယ်ဘူးလို့ပြောလာပါတယ်။ Veronica ကရှင်တီရပိုင်းထူးဆန်းနေတယ်လို့ပြောလိုက်ပါတယ်။ Nick ကတော့ဒီတိုင်းပြန်ညင်းလိုက်ပါတယ်။ ဆေးကနေမှာစကော်ဖီကတကားနာမှာယက်နေပြီးတော့တောက်ခတ်ဖို့စူးစမ်းနေပါတယ်။အဲ့ဒါမှာသူကအခန်းရဲ့တော့ကိုတီမာလေ။ကားတိုင်းမှုဖြစ်တဲ့နေရာကိုဘဲလေးကသွားစစ်ဆေးနေရင်းနဲ့ကားတိုက်ခံရတဲ့သူလို့ယူဆထားတဲ့အေဂျင့်ခန်လာမန်းကိုတွေ့သွားပါတယ်။နောက်တော့အေဂျင့်ခန်လာမန်းကသူ့မှာလှုပ်စရာရှိတယ်ဆိုပြီးအလျင်စလိုနှုတ်ဆက်ထွက်သွားပါတယ်။ဆေးကမှာတော့စကော်ဖီကဒေါက်တာဆော်ရာစီမှာတော့ရှီမန်းတီသွားပါတယ်။ စကော့ဖီကသူ့ကိုရုတ်တရက်နမ်းလိုက်ပါတယ်။ဒါပေမဲ့ဆာနာကိုမထိတ်ချုံနိုင်တဲ့စကော့ဖီကတော့ကိုမယူလိုက်နိုင်ပါဘူး။ဟုတ်တယ်ရဲ့အခန်းထဲကိုလက်ထောက်ဝင်လာပါတယ်။နောက်တော့ဒေါက်တာဆာရာထွက်သွားပါတယ်။ဒေးဗစ်ကသူ့ရဲ့အခန်းကိုပြန်သွားတဲ့အခါအဘရိုကာရိုရှိနေပြီးတော့သူ့ကိုခိုင်းစေပါတော့တယ်။ ကွင်းထဲမှာစိတ်တက်ကြလို့ထိုင်နေပါတယ်စကော့ဖီကဒေးဗစ်ကိုကပိုက်နိုင်ပေးဖို့ပြောလာပါတယ်ဒါပေမဲ့ဒေးဗစ်ကမိခိုင်းနာကိုလှုပ်ပေးစေချင်ရင်အမ်ဘရိုကာရိုကိုအရင်တက်ပေးလို့ပြန်ပြောလိုက်ပါတယ် ဒေးဗစ်ကသူထောင်ကျရတဲ့အကြောင်းကဘေ့စ်ဘောကတ်တွေခိုးခဲ့မိလို့ပါတဲ့။ဒါတို့စတရီပြန်လဲလာတော့သူ့ကိုကယ်လိုက်တဲ့သူဟာသူ့အဖေဖြစ်နေတာကိုသိသွားပါတယ်။သူ့အဖေကသူတို့ဖွဲ့စည်းအတွက်အလုပ်လုပ်ပေးခဲ့တာပါတဲ့။ဘာရုစ်ကကျွန်တော်တို့ကိုဘာလို့နှစ်30ရောင်ပြထားခဲ့ရတာလဲလို့မေးတော့သူကကုမ္ပဏီမှာပိတ်မိနေခဲ့လို့ပါတဲ့။သူတို့ကုမ္ပဏီကတာမန်အဖွဲ့အစည်းမဟုတ်ဘဲနဲ့နိုင်ငံအဆုံပါတဲ့အုပ်စုမျိုးပဲတဲ့။အပြင်းအထန်ရတော့ကုမ္ပဏီလို့ပဲခေါ်ကြတာပေါ့။ သူတို့တွေဥပဒေကိုကြိုက်တယ်လို့ကစားတယ်။တရားသူကြီးတွေစစ်ပွဲတွေကိုသူတို့ကြိုက်တယ်လို့လုပ်နေကြတာတဲ့။ပြဿနာကမင်းအဲ့ဒီ company ကနေထွက်ချင်ရင်တိမ်မပဲထွက်လို့ရမှာတဲ့။အဲ့ဒါကြောင့်သူ့ရဲ့သားတွေကိုထားခဲ့ရတာပါ။အခုတော့သူက company ကနေထွက်လာပြီးတော့လှုပ်ဝက်ချက်တွေကိုပါယူလာခဲ့ပြီတဲ့။အဲ့ဒါကြောင့်သူတို့ကမင်းကိုလူသက်သမားလို့တန်တရားရှိခံရအောင်လုပ်တာငါ့ကိုများခေါ်ချင်လို့ပဲတဲ့။ စကော့ဖီကသူ့ရဲ့ဟန်ဆောင်မိမကိုတခုခုလှုပ်ပေးခိုင်းနေပါတယ်စကော့ဖီကအခန်းလေးကိုပြန်သွားပါတယ်အရိုစီကအထိဘက်ရဲ့အခန်းစီရောက်လာပြီးတော့တရားလာချနေပါတယ်နောက်ဆုံးမှာတော့သူ့ကိုခွင့်လွှတ်ပေးဖို့နဲ့အရင်တိုင်းပြန်နေကြဖို့ပြောလိုက်ပါတယ်ထိဘက်လည်းခွင့်လွှတ်ပေးလိုက်ရပြီးတော့သူတို့ပြန်အဆင်ပြေသွားပါတယ် ဘန်လေးကဘာရိုစ်ပြောက်တာနှစ်နာရီကျော်နေပြီခုထိမတွေ့သေးဘူးလားလို့ဖုတ်စီလာတင်ပြနေပါတယ်ဖုတ်ကသူ့ကိုမမြန်ရှာမဟုတ်ရင်ငါတို့အလုပ်ပြုတ်သွားနိုင်တယ်လို့ပြောလိုက်ပါတယ်လိန်စိတ်ကြလာတဲ့အပရိုကတော့ဟမ်မဆောင်နိုင်တော့ပဲနဲ့ဒေးဗစ်ကိုသူဆန္ဒဖြေခိုင်းနေပါပြီ။ဒေးဗစ်ကအဲ့ရမှာမလုပ်မယ်လို့ပြောပြီးတော့အပရိုကရဲ့ဘာဘတ်တော်ကိုသင်းလုံးသားနဲ့ဖြတ်ပစ်လိုက်ပါတယ်။ ဒေါက်တာဆာရာအင်ပြန်ကနီးမှာစကော့ဖီရဲ့အဟန်ဆောင်မိန်းမနဲ့ဆုံသွားပါတယ်။နေကသူ့ကိုဘားစီခေါ်သွားပြီးတော့စကော့ဖီကသူ့ကိုရောင်းစားမခံရအောင်လက်ထပ်ပေးခဲ့တဲ့လူကောင်းတယောက်ပါလို့ပြောပြနေပါတယ်။ခဏကြာတော့နစ်ကလအရင်ဆလိုဖြစ်ပြီးတော့သူမအိတ်ပြုတ်ကြတန်းခဲ့ပါတယ်။သူမဘာကနေချက်ချင်းထွက်သွားပါတယ်။ မာရုစ်ကသူ့အဖေကိုဒီရှုပ်ထုပ်ကိုကြိုးကင်ခဲ့တဲ့သူဆိုပြီးတော့စိတ်ဆိုးသွားပါတယ်။သူ့အဖေကငါသိတယ်ငါဒါရီအားလုံးကိုဖြည့်ရှင်းမှာလို့ပြောလိုက်ပါတယ်။လူတယောက်ကဘာရိုစက်သူ့အဖေတို့ရဲ့ကားရက်ထားတာကိုတွေ့သွားပါတယ်။အပလူစီကိုမယုံတဲ့ထီဘက်ကတော့သူ့ကိုဓာတ်နဲ့ထိုးဖို့လုပ်နေတော့မှဖရန်ကလင်ကဒါလိုက်ပါတယ်။ဖရန်ကလင်ကငါတို့ဒီကထွက်ပြေးနိုင်မှုသူကအဓိကတော့ချမ်းလို့ပြောတော့မှထီဘက်ကနောက်ဆုတ်လိုက်ရတာပါ။ နီကာကစကော့ဖီကိုလာတွေ့ပါတယ်။သူကစကားနည်းနည်းပြောပြီးတော့ဒေါက်တာဆာရာရဲ့တော့ကိုပေးသွားပါတယ်။အဲ့ဒါဆိုရင်ဘာမှဆုံခိုင်းတဲ့နီကာရဲ့မရှင်ကစေကန်းကတော့ကိုသွားယူဖို့အတွက်ပဲပေါ့။ဂျယ်ရီကဘာလို့ရှိနေတဲ့နေရာကိုတည်သွားပါပြီ။သူတို့ပြောတာကိုအေဂျစ်ခန်လာမန်ကကြားဖြတ်နားထောင်နေပါတယ်။ရဲကားတွေရောက်လာတဲ့အချိန်ကိုကြတော့ဘာရုစ်နဲ့သူ့အဖေတို့ချက်ချင်းထွက်ပြေးပါတော့တယ်။အေဂျင့်ခန်လာမန်လည်းရောက်နေပါပြီ ်းကဘာရိုစကိုမိသွားပြီးတော့တနက်နဲ့ချိန်ထားတော့ဘာရိုစလက်လက်လျှော့လိုက်ရပါတယ်ခံလာမန်းကဘာရိုစကိုမတက်နိုင်ခဲ့ပါဘူးစကိုဗီကချုပ်ခန်းထဲမှာတော်ပွားနေပါတယ်ဒေါက်တာဆာရာကသူမရဲ့တော့ကိုလိုက်ရှာနေပါဗျ။ပြီးတော့မှတော့ကိုနီကာယူသွားပြီဆိုတာသိလိုက်ရပါဗျ။ က်တာဆာရာကထောင်ဝင်စာလာတွေ့တဲ့စီရင်ကိုကြည့်လိုက်တော့နီကာကစကော့ဖီစီကိုလာတွေ့တာကိုတီသွားပါပြီ။အဘရူစီကဖီဘိုနိုချီရဲ့တရင်ကိုစကော့ဖီစီမှာသူ့ကိုမတတ်တော့ဘူးဆိုပြီးတော့ထမင်းနေပါတယ်။နောက်နောက်ရရနေတဲ့အဘရူစီကတစ်ချိန်လုံးတောင်းပန်နေပြီမဲ့စကော့ဖီကတော့မပြောပြသွားပါဘူး။ နဲ့ Abruzy ကအများသုံးဖုန်းနဲ့ Nick စီကိုဖုန်းခေါ်လိုက်ပါတယ်။နောက်နောက်ရချိန်ရောက်ဆောင်နေတဲ့ Abruzy က Nick ကို Veronica ကိုပါခေါ်လာပြီးတော့ချိန်ထားတဲ့နေရာမှာစောင့်နေဖို့ပြောလိုက်ပါတယ်။တကယ်တော့ Nick နဲ့ Abruzy တို့ဟာတခွေသေးသားဖြစ်နေခဲ့တာပါ။ Abruzy နဲ့ Nick တို့ဘာလို့ကြမ်းမှာလဲ။ ိုဗီကဒေးဗီအတွက်စိတ်မကောင်းဖြစ်နေပါတယ်အเจ้าကသူကအဗရိုကာတို့ရဲ့အနိုင်ကျင့်တာကိုခံနေရလို့ပါအဲ့ဒါနဲ့သူကဒေးဗီကိုအဖွဲထဲခေါ်သွားပြီးတော့ထောက်ပံ့မဲ့အကြံကိုဖွင့်ပြောလိုက်ပါတယ်စကိုဗီကစီကူဖို့ရောက်နေပါတယ်ဆာရာမျက်နှာတိတ်မကောင်းနေပါဘူးဆာရာရဲ့လက်ထောက်ကတော့ကဘီရိုရဲ့ဘီနာမှာလို့လာပြောတော့ပါတယ်သူမကလက်သမားကိုခေါ်ပြီးတော့အကားလက်ကင်ဖူးကိုလဲခိုင်းလိုက်ပါတယ်ဒေါက်တာဆာရာကစကိုဗီရဲ့အကြံကိုသိတော့လက်ကင်ဖူးကိုပြန်လဲခိုင်းလိုက်တာပါ ်ကော်ဖီရဲ့အကြံတွေပျက်စီးသွားပါပြီ။ဘာရိုထောင်ထဲကိုပြန်ရောက်လာပါပြီ။ဖောက်ကတော့ထောင်ကားကိုတိုက်လိုက်တဲ့သူကဘာရိုရဲ့ကြံရပါပဲလို့ထင်သွားပါတယ်။ဒေးဗစ်က Galaxy မှာ Scoffy တို့အဖွဲ့ရဲ့လေဝတ်ချက်ကိုပြောပြလိုက်ပါတယ်။သူတို့တွေထွက်ပြေးတော့မယ်လို့ပြောလိုက်ပါတယ်။သူတို့ထွက်ပြေးကြတော့မှာဗျ။ ပန်းလေးကခိုးရောင်ကိုချက်ချင်းပြေးသွားပါတယ်။ပြီးတော့အဲရီကကျမ်းမြင့်ကိုဖြတ်စည်းလိုက်တဲ့အခါမှာတော့သူပြောသလိုပဲအပေါက်ကိုတွေ့သွားပါပြီ။စီဇန်1ရဲ့အပိုင်းရှစ်ကတော့ဒီလောက်ပါပဲ။အပိုင်းကိုမှဘာတွေဆက်ဖြစ်ကြမလဲဆိုတာသိချင်ရင်ဒီ channel လေးကို like and subscribe လုပ်ထားပေးကြပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။